နလပဲချိန်ပေးပါ နလအတွင်းထိုင်းစာကို80ကနေ90ရာခိုင်နှုန်းအထိဖတ်တတ်မယ်ဆိုပြီးအာမခံချက်နဲ့တင်ကြပေးမယ်တင်တန်းနဲ့မိတ်ဆက်ပေးခြင်းပါတယ် ဝေါးအကယ်၍တင်ကထိုက်စကားကိုလည်းတော်တော်လေးကိုပြောတတ်နေပြီဒါမှမဟုတ်အတော်တင်ပြောတတ်နေပြီဒါပေမဲ့ထိုက်စာကတခါမှမလေးလာဖူးဘူးထိုက်စာလေးလာကြည့်ချင်တယ်ဆိုရင်တော့တင်တင်တန်းကတင်ရအတွက်ပါဒါမှမဟုတ်ကိုကဒီထိုက်စကားကိုပြောတတ်နေပြီဒါပေမဲ့အတန်ထွက်ကိုကိုမပီဘူးလို့တည်နေတယ်ပေါ့နော်အဲ့တော့အဲ့လိုလူတွေအတွက်လည်းတင်တင်တန်းကတင်နေတင်လျော့ပါတယ်ပါလို့လေဆိုတော့ကိုကထိုက်စာကိုဖတ်တတ်သွားပြီဆိုရင်စကားပြောတဲ့အချိန်မှလည်းတော်တော်လေးကိုပို့ပြီးမှပီလာတယ်ပါလို့လေဆိုတော့ ထိုက်စာဖတ်တတ်သွားတဲ့ချိန်မှာပယ်စကလုံးကအတန်ထွက်ပလို့ထွက်လဲဆိုတာကိုကိုကလုံးဝတိတိကျကျလေးထွက်တတ်သွားမှာဖြစ်တဲ့အတွက်စကားပြောတဲ့ချိန်မှာလည်းအကြောက်ရွံ့မရှိဘဲနဲ့ confident ရှိရှိပြောရဲဆိုရဲရှိလာမှာဖြစ်ပါတယ်နောက်တစ်ခုကအကယ်၍တင်ကသည်ထိုက်စကားတော့ပြောတတ်နေပြီအစင်လည်းပြည်နေတယ်ပေါ့နော်ဒါပေမဲ့ထိုက်စပါတတ်တယ်ဆိုရင်ကိုယ့်အတွက်ပို့ပြီးမှအခွင့်အရေးများမယ်ကိုလိုအပ်တဲ့နေရာမှာ ပို့ပြီးမှအလုတ်လျှောက်လို့ရမယ်လခလည်းပို့ပြီးမှများလာနိုင်ခြေရှိတယ်ဒါကြောင့်ထိုက်စာကိုလည်းလေ့လာခြင်းနဲ့ဆိုရင်လည်းတည်တင်တန်းကတင်ရအတွက်ပါနလလောက်ပဲအချိန်ပေးပါထိုက်စာကိုကောင်းကောင်းလေးဖတ်တတ်သွားမယ်ဆိုတာအာမခံပါဒါမှမဟုတ်အကေရွေးတင်ကဒီထိုက်စာကလည်းပြောတတ်နေပြီထိုက်စာလည်းနည်းနည်းပါးပါးဖတ်တတ်တယ်ဒါပေမဲ့ကောင်းကောင်းလေးပေါ့နော်တိတိကျကျလေး ဖတ်တတ်ခြင်းနဲ့ပါနဲ့ပါနဲ့ပေါင်းရင် အတန်ထွက်ဘလို့ဖြစ်လာလဲဆိုတာကိုသစင်ချင်းစီစနစ်တကျသူများကိုပြန်တင်ပေးနိုင်တဲ့အထိလေ့လာခြင်းနဲ့ဆိုရင်လည်းတည်တင်တန်းကတင်ရအတွက်ပါနောက်ဆုံးအနေနဲ့တင်ကထိုက်စာလည်းမရဘူးထိုက်စကားလည်းမရဘူးအခုမှထိုက်ကိုရောက်လာတယ်ပေါ့နော်ဒါပေမဲ့တင်ညာမှာတခုတည်ရမှာကတချို့ကထိုက်ပါတာစကားလေ့လာတဲ့အချိန်မှာစကားကိုအရင်လေ့လာပေါ့နော်တချို့ဆရာကလည်းစာကိုအရင်လေ့လာတချို့ကကြတော့လည်းတစ်ခုစလုံးကိုတစ်ခါတည်းတွဲရလေ့လာပေါ့နော်ဒါကဘယ်ဟာမှ ားလဲမှန်လဲဆိုတာမရှိဘူးကိုအစင်ပြေတာနဲ့ကိုအရင်လေးလာပေါ့နော်တချို့ကစကားကိုအရင်လိုအပ်တယ်တချို့ကအချိန်ရှိတယ်စာကိုအရင်လေးလာလိုက်တယ်နှစ်လလောက်နဲ့စာနဲ့အရေးအဖက်ဖြတ်လိုက်တယ်ပြင်မှာပဲစကားကိုဆက်ပြီးတော့လေးလာတယ်ပေါ့နော်ဒါကတော့ကိုအစင်ပြေတဲ့ပုံစံနဲ့တွားလို့ရတယ်အကေရွေးကိုကထိုက်စာကိုနှစ်လလောက်နဲ့အရင်ဖြတ်ချင်တယ်ပေါ့နော်ပြင်မှာပဲစကားပိုင်းဆက်တွားချင်တယ်ဆိုတော့ကြောင်သားတွေအတွက်လည်းတည်တင်တန်းကတင့်နဲ့ကန့်ညီတဲ့တင်တန်းပါ ဟုတ်ပြီနော်အဲ့တော့ပါတွေလေးလာမှလည်းပေါ့နော်တီတင်တန်းကိုတက်ဖို့အတွက်ကိုဘာမှတိထားစရာမလိုဘူးလုံးဝထိုက်စကားတစ်လုံးမှမတိလည်းရတယ်ထိုက်စာတစ်လုံးမှမတိလည်းရတယ်ပေါ့နော်လုံးဝအခြေခံကနေတင်မြင့်မှဖြစ်ပါတယ်ကောကైခေါ်ခိုင်ကနေလုံးဝစပိုက်အရှိကြီးတွေဒီဆိုင်ပုံမှာတွေ့တဲ့စာတွေအားလုံးပေါ့နော်ဖတ်တတ်တဲ့အထီကိုအသေးစိတ်တင်မြင့်မှဖြစ်ပါတယ်နှစ်လလောက်ပါပဲအများဆုံး၃လပေါ့နော်နှစ်လကျော်ကျော်၃လကြာနဲ့ဒီအချိန်ပေးလိုက်ရင်ဒီစာတွေအားလုံးဒီပါဖတ်တတ်သွားမယ်ဆိုတာကိုအာမခံတယ်ဒါပေမဲ့ လိုက်လို့ဖို့တော့လို့တယ်เนาะကျွန်တော်အနေနဲ့အလွယ်ကူဆုံးနဲ့သင်ပေးထားပါတယ်အင်္ဂလိပ်စကားလုံးတစ်လုံးမှမသုံးထားပါဘူးကိုအင်္ဂလိပ်စကားမရလို့ဆရာအင်္ဂလိပ်လိုပါအင်္ဂလိပ်စကားလုံးလေးတွေထည့်ပြီးတော့သင်မယ်လို့စိတ်မပူပါနဲ့လုံးဝမြန်မာလိုပဲရှင်းပြပေးမှာဖြစ်ပါရဲ့ပေါ့เนาะဒါကြောင့်အင်္ဂလိပ်စကားလုံးတစ်လုံးမှမသိလည်းရတယ်ထိုင်းစာလုံးဝအခြေခံပါမှမရှိလည်းရတယ်เนาะလုံးဝ zero knowledge နဲ့လာပါကျွန်တော်တို့လုံးဝထိုင်းစာဖတ်တတ်တဲ့အထိကိုအမှတ်ခံပြီးတော့သင်ပေးမှာဖြစ်ပါတယ်ဝါး အကယ်၍ကိုကဒီနလကြောကြောတိတင်တန်းပြီးတဲ့အထိတက်တယ်ပေါ့နော် နေ့တိုင်းလည်းအိမ်စာပို့တယ်ပြီးတဲ့အထိအိမ်စာပို့တယ်တပိမဲ့တင်တင်တန်းကိုလုံးဝမကြိုက်ဘူးပေါ့နော်မကျဉ်တ်ဘူးတိုးတက်တယ်လို့မခံစားရဘူးဆိုရင်ကျွန်တော်တို့ဖက်ကလုံးဝတရားရခံတော့ငွေပြန်အံပေးဖို့အဆင်သင့်ပါပဲ ဒါပေမဲ့ပြီးတဲ့ ठी တော့လှုပ်သွားရမယ်။ចောင်းသားရဲ့တာဝန်ကရှင်းတယ်။ဘာမှလှုပ်ရမလို့ဘူး။တရက်စာတရက်လိုက်ပြီးတော့အစင်လိုက်လေးလာသွားရုံပါပဲ။ကျွန်တော်ဖက်ကနေအစင်လိုက်အကုန်လုံးလှုပ်ထားပြီးပြီလား။ကိုကတရက်ကိုနေ့တိုင်းနေ့တိုင်းလှုပ်သွားမယ်ဆိုရင်နလကြော်ကြော်နဲ့ဒီစာတွေအားလုံးနေပါဖတ်သက်သွားပါလိမ့်မယ်။အချိန်လည်းအများကြီးပေးရမလို့ဘူးနော်။တရက်ကိုနှစ်နာရီသုံးနာရီပေးရမလို့ဘူး။ကျွန်တော်ကိုတနာရီတော့ပေးပါ။တရက်ကိုတနာရီတော့ပေးတင်ခန်းစာကမများဘူးနော်။တနာရီနဲ့လုံလောက်မဲ့ဒီတင်ခန်းစာတော့ပဲပေးထားတာပေါ့နော်။အဲ့တော့တရက်ကိုတနာရီတော့ပဲအချိန်ပေးမယ်။တရက်ကို တနိုင်ပေးမယ်နလာကြော်ကြော်နဲ့ထိုက်စာအားလုံးဒီပါဖတ်တတ်သွားမယ်ဆိုတာကျွန်တော်အနေနဲ့ဆိုရင်တော့အချိန်ပေးတင်တယ်လို့ယူဆရတယ်ပေါ့နော်ကေရွေးကောထိုက်စာလည်းဖတ်တတ်ချင်တယ်ဆိုတဲ့ကြောင်းသားတွေအတွက်ပါနော်ဟုတ်ပြီတည်တင်တမ်းမှာပါတွေရမှာလေပေါ့နော်ပထမတစ်ချက်ကကျွန်တော်တို့တင်တဲ့ app ပြတာနဲ့ဒီ PDF file ပေးပါမယ်ပေါ့နော်ဒီ PDF file ကိုကျွန်တော်တို့ download ဆွဲပြီးတော့ app ကနေကြည့်လဲရတယ်ဒါမှမဟုတ်ဒီမိတူဆိုင်မှာ print ထုတ်ပြီးတော့စာအုပ်အနေနဲ့ကြည့်ချင်လဲရတယ် ဟုတ်ပြီနော်ပြီးတော့ video class ဖြစ်တဲ့အတွက်ကိုအားတဲ့အချိန်မှာလေ့လာလို့ရတယ်နော်မနေ့ပိုင်းအိုင်မနေ့ပိုင်းလေ့လာနေ့လည်းအိုင်နေ့လည်းလေ့လာညအိုင်ညလေ့လာအားတဲ့အချိန်မှာလေ့လာပြီးတော့အင်စာပို့ထားရုံပါပဲပြီးတော့ဒါကစာအပိုင်းဖြစ်တဲ့အတွက်ဒီစာဖတ်တာအတန်ထွက်ပြီဖို့လို့တယ်နော်အတန်ထွက်ပြီဖို့လို့တယ်ရေးတာလည်းရေးတာမှန်ဖို့လို့တယ်ဒါကြောင့်ဒီဟာအတွက်ကျွန်တော်ကိုယ်တိုင်းတယောက်ချင်းစီကိုစစ်ပေးမှာဖြစ်ပါတယ်ကြောင်းသားတယောက်ချင်းစီအင်စာပို့ရမယ်ရေးတဲ့အပိုင်းရောပြီးတော့ရေးတဲ့ဟာဒီကိုလည်းဖတ်ပြီးတော့အတန်ထွက်ပို့ရမယ်ဒါဆိုရင်အတန်ထွက်လဲ ်စစ်ပေးပြီးတာရေးတာလည်းမမမှန်စစ်ပေးပြီးတာဖြစ်သွားပါလိမ့်မယ်ပေါ့နော် ပြီးတော့တည်တည်နှံတက်နေရင်းနဲ့ကိုတိချင်တာလေးတွေရှိတယ်ဆိုရင်လည်းအိမ်စာပို့ရင်းနဲ့တခါလဲမေးထားလို့ရတယ်ဒီဆရာအနေနဲ့အိမ်စာစည်ရင်းနဲ့တခါလဲဖြည့်ပေးမှဖြစ်ပါရယ်ပေါ့နော်ပြီးတော့နောက်ဆုံးအနေနဲ့နလကြော်ကြော်လောက်ပြီးပြီးဆိုတာနဲ့စားတဲ့အားလုံးဒီပါဖက်တက်သွားပါလိမ့်မယ်နော်ဒါဆိုရင်အားလုံးတည်ချင်တဲ့ပိုင်းရောက်လာပါပြီတင်တန်းကျေးကရောဘလောက်လဲပေါ့နော်ဒီဟာကကျွန်တော်တို့ဒီဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာအစကပေါ့နော်တင်တန်းကျေးကိုပတ်1200နဲ့တတ်မှတ်ထားပါတယ်ပေါ့နော်တင်တန်းကျေးပတ်1200နဲ့တတ်မှတ် ားထားတယ်။ဒါပေမဲ့တီတခါပဲရမယ်ပေါ့နော်။တီတခါကတီတင်တန်းကပထမဆုံးဖြစ်နာဖြစ်တဲ့အတွက်ပတ်ရှိရနဲ့ရပါမယ်။ဒီညမှာကျွန်တော်အာမခံပြီးတော့ပြောလို့ရတာကနောက်ထပ်ဒီပတ်ရှိရကိုပဲတော့မှတွေ့ရတော့မှမဟုတ်ဘူးပေါ့နော်။နော်တီတခါပဲရပါမယ်ဟုတ်ပြီနော်နောက်ပိုင်းကျရင်990ဒါမှမဟုတ်1200ဖြစ်သွားပါလိမ့်မယ်တီတခါပဲရမယ်ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ဟုတ်ပြီနော်ဒီပတ်ရှိရလောက်ကျွန်တော်တို့ invest လုပ်ပြီးတော့ထိုက်စာတွေကောင်းကောင်းလေးဖတ်တတ်သွားမယ်စာပိုက်တွေအားလုံးဖတ်တတ်သွားမယ်ဆိုရင်ကျွန်တော်အနေနဲ့တန်တယ်လို့ယူဆတယ်အကယ်၍ကိုယ့်ဘက်ကလည်းထိုက်စာကို တက်ချင်တဲ့အနေအထားမှာရှိတယ်ဆိုရင်ပေါ့နော်ဟုတ်ပြီဒါကတော့ဒီတင်တန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီအားလုံးပါပဲအသေးစိတ်ကို patient messenger မှာထပ်ပြီးတော့မေးမြန်းလို့ရပါတယ်ကျွန်တော်တို့ admin team ကနေဖြေကြပေးမှာဖြစ်ပါတယ် patient messenger မှာအမြန်ဆုံးတွားအပ်ပေးပါနော်ကျွန်တော်တို့တီလာ20ရက်နေဆိုရင်စတော့မှာဖြစ်ပါတယ်နော်ကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လေးလုပ်ထားပေးပါနော်ဒီ free content လေးတွေလည်းနောက် video မှာဆက်ပြီးတော့တွေ့ရပါလိမ့်မယ်နော်တင်တဲ့တွားကတော့ဒီလောက်ပါပဲ from james so the club